Hello အားလုံးပဲမင်္ဂလာပါမြန်မာ focus youtube channel ကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေဒီနေ့တော့ Iran Israel အကြောင်းတင်ပြဆွေးနွေးချင်ပါတယ်မနေ့ကမနေ့ပိုင်းကနေညနေအထိတော့ Iran ပြည်သူတွေအတွက်ကဘာကြီးအတွက် အားသက်စရာတည်တင်းတွေဆက်တိုက်တက်လာပါတယ်ဒီနေ့ကြပြန်တော့စိတ်ပျက်စရာတည်တင်းတွေကြားရပြန်တယ်အဖြစ်ပြက်တွေကမြန်ဆန်လွတ်တယ်လို့ပြောရမှာပါတမ်ဒါထရမ်က Iran ရဲ့ nuclear စက်ရုံတွေကိုဘုံကျေးဖျက်ဆီးလိုက်ပြီးနေ့ရက်အကြာတင်းလာနေမနေ့ပိုင်း ိုင်းမှာအီရန်အင်ရှိမင်တာရီဇာပါလာဝီကပြည်တော်ပြန်ပြီးအီရန်နိုင်ငံကိုပြုပြင်ပြောင်းလဲရေလှုပ်ဆောင်သွားမည်အကြောင်းနဲ့လက်ရှိအီရန်ကောင်ဆောင်အာယာတိုလာအလီကိုလည်းယာထုမဆင်ပေးဖို့တောင်းဆိုကြောင်းမင်ခွန်းပြောခဲ့ပါတယ်။သူ့ရဲ့မင်ခွန်းကအီရန်ပြည်သူနဲ့အမေရိကန်အသက်တာမကကဘာတဝမ်းလုံးကိုအားသက်စေတဲ့မင်ခွန်းဖြစ်စေခဲ့တာအမှန်ပါ။ နေလေခင်ပိုင်းမှာလည်းအစ္စရေးနဲ့အီရန်ဟာအပြစ်ရစင်ကြီးသဘောတူညီလိုက်ပြီးဖြစ်ကြောင်းတမ်ဒါထရမ်ကအကုံယူစွာနဲ့သူ့ရဲ့ဆိုရှယ်မီဒီယာမှာရေးသားလာတာကိုတွေ့ရပြန်ပါတယ်။ပထမအဆင့်အနေနဲ့ထိုတို့သဘောတူညီချိန်မှစပြီး6နာရီအကြာမှာ7နာရီကြာအပြစ်ရစင်ရန်နောက်ထပ်24နာရီအကြာမှာတော့12ရက်ကြာ အပြစ်ရက်ဆင်းရနဲ့အဲ့ဒီနောက်ပိုင်းမှာတော့อิสราเอลอิหร่านစစ်ပွဲဟာတရားဝင် အဆုံးသတ်သွားမှာဖြစ်ကြောင်းဗာကြီးကဂုံပြုအတိအမှတ်ပြုကြပါလိမ့်မယ်ဖျားသခင်อิสราเอลကိုကောင်းကြီးပေးပါစေဖျားသခင်อิหร่านကိုကောင်းကြီးပေးပါစေဖျားသခင်အရှိအလေပိုင်းဒေသကိုကောင်းကြီးပေးပါစေဖျားသခင် USA ကိုကောင်းကြီးပေးပါစေဖျားသခင်ကဘာကြီးကိုကောင်းကြီးပေးပါစေ ဆိုပြီး တမတထရမ်ကစူတောင်းကောင်းကြီးပေးကပြည့်ရစေချင်းမငင်းချမ်းရေးပေါ်ဆောင်ခြင်းအစင်စင်ကိုတမတထရမ်ကသူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြထားတာပါဆိုတော့ကဘာတွမ်းလုံးကလည်းအန်အော်ဝမ်းမြောက်ခဲ့ကြရပါတယ်အဲ့ဒီမတိုင်ခင်မှာကတော့ထရမ်ရဲ့အီရန်နျူကလ িয়ার စက်ရုံကိုဘုံကျေဖြစ်စည်းမှုကိုလက်စားချေသောအနေဖြင့်အီရန်ကဂါထာနိုင်ငံအခြေဆိုင်အမေရိကန်တက်အမေရိကန်တက်စခန်းကိုဘုံကျေတိုက်ခိုက် ှုဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ထို့တော်လည်းအီရန်ရဲ့ကြိုတင်တင်ပေးမှုရှိခဲ့တာတွေကြောင့်ကြိုပြီးပြောင်းရွှေ့မှုတွေလုပ်နိုင်ခဲ့လို့လူတေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရမှု လုံးဝမရှိကြောင်းထရမ်ကဆိုပါတယ်။အီရန်ရဲ့လက်စားချေတိုက်ခိုက်မှုကိုတော့ထရမ်ကပြင်းပြင်းထန်ထန်ရှုတ်ချပြောဆိုတာမျိုးမတွေ့ရပါဘူး။ ဣသရေအီရန်အပြစ်ရစီအကြောင်းတည်င်းတက်လာပြီးနိုင်ရီပိုင်းအတွင်းမှာပဲအီရန်ကဣသရေကိုဘုံကျဲတိုက်ခိုက်မှုရှိကြောင်းတည်င်းတွေတက်လာပြန်ပါတယ်။ဣသရေကလည်းအီရန်ကအပြစ်ရစီသဘောတူညီမှုကိုချိုးဖောက်တယ်လို့ဆွဆွဲကအီရန်ကိုတိုက်ခိုက်မှုရှိကြောင်း အပြင်းထန်လက်စားချေချေမုံညာလေရင်အများအပြားကိုဆင်လွတ်ပြန်ပါတယ်လို့တည်င်းတွေအရာတိရပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးနေတာလန်နိုင်ငံတွေကျင်းပမိနေတိုးဆက်မြအစီအဝေးတက်ရောက်ရန်ထွက်ခွာစဉ်တည်င်းထောက်သူဦးကအစ္စရေးအီရန်နိုင်ငံအပြစ်ရဆင်းရဲသဘောတူညီမှုကိုချိုးဖောက်မှုရှိတယ်ဆိုပြီးအပြန်အလှန်ဆွဆွဲနေကြမှုအပေါ်တမတ်ထရမ့်ရဲ့အမြင်ကိုမေးရာထရမ့်က သူတို့နိုင်ငံစလုံးချိုးဖောက်ကြတယ်။အစ္စရေးကလည်းချိုးဖောက်တယ်၊အီရန်ကလည်းချိုးဖောက်တယ်။သူတို့နိုင်ငံစလုံးကိုစိတ်ပြတ်မိတယ်လို့ပြက်ပြက်တတပြောဆိုခဲ့ပါတယ်။ထရမ်ကအင်မတန်ဒေါ်တာထွက်ဟန်ရှိပြီးအောက်လုံးစကားတွေတုံးကဆေးဆူသွားတာမြင်ရပါတယ်။အဲ့ဒီနောက်အစ္စရေးဝန်ကြီးချုပ်နဲ့ဖုန်းပြောဟန်ရှိပြီး no 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 မလုံနဲ့အောင်မလုံနဲ့အောင်ပြောတယ်နဲ့တူပါတယ်တိတ်မကြခင်မှာပဲ အီရန်ကိုလက်ဆချေဖို့ထွက်ခွာသွားတဲ့စစ်နေရင်တွေအားလုံးပြန်လှည့်လာပါပြီအီရန်ကိုမတိုက်ပါဘူးသူတို့ကိုဘာမှမလုပ်ပါဘူးဒီလိုလှည့်လာတာစစ်ကိုရှောင်လိုက်တာလေးစားတယ်ကျေးဇူးလဲတင်တယ်ဆိုပြီးတည်င်းသမားတွေကိုပြန်လည်ပြောဆိုတာကိုတည်င်းတွေမှာတွေ့ရပါတယ်ပညာရှင်အများပြားကထရမ်အီရန်ရဲ့နျူကလ িয়ার ဆက်ယုံတွေကိုဖျက်ဆီးမယ်ဆိုရင်တတိယကမ္ဘာစစ်ဖြစ်မယ် ်ကုံစင်းနှုံးတက်မယ်ငွေကြေးဖောင်းပွားမှုဖြစ်မယ်လို့ဟော့ကင်းထုတ်ခဲ့တော်လဲအခုချိန်မှာနိုင်ငံကကောင်းမွန်တည်ငြိမ်နေပြီးတပ်ပြကဘာစစ်ဖြစ်နိုင်တဲ့အခြေအနေမရှိသည့်အပြင်အစ္စရေးအီရန်နိုင်ငံလည်းငြိမ်းချမ်းရေးကိုဦးတည်နေပါတယ်လို့ Fox News မှာသတင်းထားတာကိုတွေ့ရပါတယ်အီရန်ခေါင်းဆောင်အလီကိုတိုင်ကအီရန်နိုင်ငံကိုပြုတ်ပြင်ပြောင်းလဲရေးလုပ်မလား ဘရင်သားတော်ရီဇာကပဲသူချပြခဲ့တဲ့ပလန်တွေအတိုင်းတိုင်းပြည်ကိုပြုပြင်ပြောင်းလဲရေလုပ်နိုင်မလားအစ္စရေးအီရန်စစ်ပွဲကရောတကယ်ပြီးဆုံးသွားမလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပြီးအချိန်ကပဲစကားပြောပါလိမ့်မယ်လို့ပြောရင်ဒီဗီဒီယိုကိုဒီမှာအဆုံးသတ်ပြစီဒီဗီဒီယိုအဆုံးထိကြည့်ပေးသူအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်ဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ရင်ပံ့ပိုးကူညီဖို့တောင်းဆိုချင်ပါတယ်ကဘာကြီးငိမ့်ချမ်းပြီးတာယာဝပြောပါစီ God bless you all. See you in the next video. Thank you.